ညီမလေးမင်္ဂလာပါရှင်ဟုတ်အာအမတို့က famous thai language center ပါရှင်ဟုတ်အာအမတို့မေခွန်းလေးနည်းနည်းမေးချင်လို့လေအချိန်လေးရလားရှင်ညီမလေးအာ thai ဒီဘာသာစကားနဲ့ပတ်သက်ပြီးတော့ဟိုလိလာနေလားအဲဒါမှမဟုတ်ဗမာလိလာနေလဲဆိုတော့သိလို့ရမလားရှင်ညီမလေးဟုတ် အညမလေ famous မှာတက်နေရရှိဟုတ်ဖိုင်းစာတင်တော့တင်နေရပေါ့အကူကဘယ် subsidy ရဲပြီးတော့အဲ့ famous ကတင်ထားတဲ့ဟာနဲ့ကိုကူပြန်ပြီးတော့ဟိုတင်နေရရှိဟောကျွန်တော်အခု loser တော့ famous မှာ basic စပြီးတော့တက်နေရပေါ့နော် time ဘာသာစကားနဲ့ဆိုရင်တော့အခုအညို famous time language center မှာပေါ့နော်တင်တဲ့တက်ဖို့ပြင်ဆင်နေပေါ့နော်ညီမကလည်းဟို famous မှာတက်ဖို့စီစဉ်နေပါတယ်ရှင် ထိုင်းမှာအကြောင်းတက်နေတဲ့အခါကျတော့ဒီထိုင်းစကားနဲ့ပတ်သက်ပြီးပေါ့နော်ထိုင်းဘာသာစကားနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လောက်ထိဒီဟာအရေးပါလဲပေါ့နော်အခုဆိုရင်မြန်မာနိုင်ငံကနေပြီးတော့လာမဲ့ဟိုလာတက်မဲ့တကယ်ချင်းနေလေရှိရဆိုတော့သူတို့အတွက်ကောအဲ့လိုပေါ့အဲဘယ်လိုမျိုးပြင်ဆင်လာတင်လဲဒီထိုင်းစကားရောပြင်ဆင်လာတင်တဲ့ထဲမှာပါလားဆိုတာလေးလေအမတို့ကသိချင်တယ်ပေါ့နော်အဲ့ဟာလေးတစ်ချက်တော့ဖြစ်ပြီးပါအောင်နော်အာထိုင်းစကားကိုပြင်ဆင်လာတော့အကောင်းဆုံးမှာဒီမှာပဲအလုံးလုံးမယ်လို့ဆိုလို့ရှိရင် ထိုင်းစာတည်ပို့ပြီးတော့သူတို့ကဥစားပေးကြရဲဆိုတော့ထိုင်းစကားကတော့တက်တင်တယ်လို့ထင်တယ်တိုင်းရလာမယ်ဆိုရင်တော့ဟုတ်ကဲ့ပြောမယ်ဆိုလို့ရှိရင်တော့ international program ပဲဖြစ်ဖြစ်ဒီဘက်မှာဒီကိုကပြောမယ်ဆိုလို့ရှိရင်ဒီ time program ပဲဖြစ် join ချင်တယ်ဆိုလို့ရှိရင်တော့လေဒီ time မှာလာတက်တာပြီးတော့တက်ထားဖို့တော်တော်လိုအပ်တာပေါ့နော်။ထိုင်းလာမှာသေးကြပြီဆိုရင်တော့အဲ့လိုအစကတည်းကထိုင်းစာတက်ထားပြီးတော့မှလာတာပိုကောင်းတယ်ပေါ့။ဒီမှာတော်တော်များအဲ့လိုထိုင်းလိုပဲဆက်သွယ်တာပုံစံပြီးတော့ထိုင်းလိုတိုင်ပို့ပြီးတော့အဲ့လို လောလောဝကင်ရအတရားဆိုတာလည်းပိုလွယ်တယ်ဆိုတော့ပြီးတော့ဒီမှာစာတင်နေဆိုလဲဆရာရင်းနဲ့ therapist တွေချာတရားထိုင်ချောင်းချာထိုင်ချောင်းသားရင်းနဲ့ဆက်သွယ်ရပဲတဲ့အင်္ဂလိပ်လိုပြောတာထိုင်းလိုပြောတာသူတို့ပို့ပြီးတော့နားလည်တယ်ပေါ့ဟုတ်ဟုတ်ဒီမှာအနေနဲ့လည်းလို့ပဲเนาะဟိုဈေးဝယ်တာပဲဖြစ်ဖြစ်ယထာစီရဘတ်စကားစီရဖြစ်ဖြစ်ဆိုရင်ဒီထိုင်းအခြေခံဖြစ်တဲ့ဒီခဏန်းတို့အချိန်တို့တည်နေပေါ့เนาะပို့ပြီးတော့အဲ daily conversation မှာပို့ပြီးတော့ဟိုလွယ်ကူစေရပေါ့เนาะဟုတ်ထင်ပါရှင်ဟုတ်ဟုတ်ညီမလေးအဲ့လိုဆိုရင်ဟိုပါဘောညီမလေးပြောပုံရအောင်ဆိုရင်တော့ထိုင်းစကားကဒီမှာကြောင်းလာတက်ပြီဆိုရင်လည်းဒါ ဟိုလေးလာတင်းတဲ့ထဲမှာပါတာပေါ့အရေးကြီးရဲ့အရေးပါတဲ့ထဲမှာပါတာပေါ့နော်ဟုတ်လားညီမလေးအရေးကြီးရဲ့ထဲမှာတော့ပါတော့ညီမကအကုန်လုံးကအဓိကထိုင်းလိုပဲပြောကြတာညီမတို့စာတင်လို့ရှင်တာအင်္ဂလိပ်လိုပြောတာပေါ့နော်တခြားအပြင်မှာအကုန်လုံးကထိုင်းလိုပဲအဓိကပြောကြတာဆိုတော့အရေးကြီးပါတယ်အရေးကြီးရဲ့အာကျွန်တော်အနေနဲ့ recommend ပေးချင်တာတော့အဲထိုင်းစာကို basic လောက်ကြားထားရင်တော့အဆင်ပြေတော့ဘာလို့လဲဆိုတော့ကျွန်တော်အပြင်ဆိုင်အဲ့လိုစာတော့ဆိုင်တွေတွားရင်တော့ထိုင်းစာနဲ့ ထိုင်းစကားပေါ့အတ ିକ တော့ speaking ကအရင်ရေးကြည့်ပေါ့အဲ့လိုအားကျွန်တော်တို့နဲ့ communicate လုပ်နိုင်မှာပေါ့ဟုတ်အားကျွန်တော်တို့ highly recommend to land ပေါ့အဲ့လိုထိုင်းစာကိုနည်းနည်းပါးပါးတိဖို့လေးလာတင်တယ်လို့ကျွန်တော်ထင်နေပြဟုတ်ပထမအဆုံးကဘာလဲဆိုတော့ဒီဘက်တမန်နိုင်ငံမှာအခုထိုင်းနိုင်ငံဆိုလို့ရှိရင်တို့နိုင်ငံကိုလာပြီးတော့ကြမ်းတက်တဲ့ဖြစ်တဲ့ကြောင့်မလို့အနေစားတို့က communication တွေပြီးသွားတော့နေစားတို့ကတကြွရပြဿနာကြီးဖြေရှင်းဖို့အတွက်ဆိုလို့ရှိရင်တော့ဒီတို့ရဲ့နိုင်ငံဘာသာစကားကိုတော့တတ်ထားဖို့အတော်တော်လိုအပ်တာပေါ့နော်အထုံးဒီသာဒီကျောင်းမှာရှိတဲ့ အာဒီ project fine တွေပြီးတော့တခါလေကြာရင်ဒီကျွန်တော်တို့ international college တက်တယ်ဆိုပေမဲ့လည်းထိုင်းကအကြောင်းသားတွေနဲ့အာဒီအပြန်အလှန်ဆက်သွယ်ရတဲ့ဒီ major လေးတွေရှိတယ် project လေးတွေလုပ်ရတာရှိတယ်ပေါ့နော်အဲ့လိုအခါမှာတော့ဒီထိုင်းမှာစကားမဖြစ်မနေတတ်ထားဖို့အတွက်တော့လိုအပ်တာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာ ဟုတ်မြန်မာမြန်မာတော့ထိုင်းစာကိုပေါ့နော်ရွှေချင်းမတက်ရင်တော့မှာတနည်းဆုံးတော့ basic log တော့ထားတယ်လို့ထင်တယ်ပေါ့နော်ဘယ်လိုဆိုတော့ထိုင်းကဒီ loyalty စိတ်သက်တတော်များဒီ backup ပဲမဟုတ်တဲ့စိတ်သက်တတော်များကထိုင်းစကားပြောတတ်တယ်ပေါ့နော်အင်္ဂလိပ်စာဆိုရင်ဒီ number တွေ1 2 3 4ပြောဖို့တော့တော့တက်ကခဲရင်းတယ်ပေါ့နော်အဲအကြောင်းမလို့ညီမတို့ကတော့ basic log ထိုင်းစာကိုသင်ယူထားတင်တယ်လို့မြင်တယ်ပေါ့နော်ဒီအကြောင်းတက်ဖို့ပဲဖြစ်အာဒီ၄နှစ်စာတော့ပေါ့သင်ယူထားဖို့လိုအပ်တယ်လို့မြင်ပါတယ်ဟုတ် အဲကျောင်းလာတက်မယ်ဆိုရင်တော့ထိုင်းဘာသာစကားအရေးကြီးရေပေါ့နော်အဲလာတက်မယ်ဆိုရင်တော့အခြေခံလောက်သိပြီးတော့လာတက်တာပို့ပြီးတော့အဆင်ပြေလောက်တယ်အဲဆိုရင်တော့နည်းနည်းနေ့စဉ်၃ပါညာဆိုရင်တော့လည်း okay ရပေါ့နော်အမ် အခုလာတက်မဲ့ចောင်းသားရေလဲ famous မှာတင်ဖို့အပေးပါရယ် famous ကအအဆင်ပြေပါရယ်တတိယအောင်နဲ့တင်ပေးပါရယ်လို့ famous မှာညီမလေးတက်ခဲ့တော့ကပေါ့နော်ဘယ် level အထိတက်ခဲ့လဲဒီဒီတင်ယူခဲ့တဲ့ပုံမှာရောညီမလေးရဲ့ပြီး famous မှာပေါ့နော်မြင်တဲ့အမြင်လေးရောအမတို့လည်းပြန်လဲမျှဝေပေးပါအောင်နော်ညီမလေးဟုတ်အာ famous မှာညီမ intermediate ထိတက်ခဲ့ရှင့်ဟုတ်ညီမအတွက်တော့အဆင်ပြေရှင့်အာ ဘယ်လိုပြောရမလဲညီမ online တင်နေဆိုမဲ့လေတချို့အဲတချို့တင်နန်းနေဆိုလို့ရှိရင် online ဆိုရင်လည်းနည်းနည်းပေါ့ပေါ့ပြည့်ပြည့်နဲ့တင်တာရှိရဲ့ဒါပေမဲ့အာညီမစာတက်ခဲရတိရဒီ famous ကအဲ့လိုမျိုး စနစ်တကျနဲ့သူကသူသူတင်ရုံးနဲ့အဲ့လိုမျိုးတင်ပေးရပြီးတော့ဆရာမကလည်းတော်တော်အဆင်ပြေပေါ့နော်သဘောကောင်းပြီးတော့အဲ့လိုအင်စာပေးရပါညာဆိုလို့ရှင်လဲ feedback ကအဲ့လို အမြဲမို့နော်အဲ့လိုအင်စာထပ်တိုင်းရင် feedback အမြဲပြန်ပေးရဆိုတော့အဲ့အဲ့တော့တော့ဘွားကြရှိဒီမှာစပြီးတော့ဟိုလေးလာကစပဲရှိပါသေးရဟုတ်ဆရာဟန်စောထုံးနဲ့ဟိုညနေခင်းအတန်တင်းလိုင်းကပို့တူအတန်ကိုတက်နေပါဟုတ်ဆရာဟိုသေချာရှင်းပြပေးတယ်ဟိုလိုနားမလည်တာရှိလဲတကယ်မေးပြီးတော့အဲ့လိုလေအင်စာရပါတိုင်းလည်းတကယ်စစ်ပေးပါတယ်စိတ်ရှိရင်းနဲ့တင်မိတယ်ပေါ့အခုလိုမျိုးအမတို့မေးသမျှလေးတွေကိုအချိန်ပေးပြီးဖြည့်ကြပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ် ဒါလေးကအမတို့ဒါမေးခွန်းလေးဖြည့်ပေးလို့အမတို့ famous တိုင်းကမြစ်တာလက်ဆောင်လေးပြန်လဲပေးရစောင်းလေးပါဟုတ်ဟုတ်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ခေါ့ခွန်မခါမေးခွန်းလေးဖြည့်ပေးရအတွက်ဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်ညီမလေးရင်ဟိုမြစ်တာလက်ဆောင်လေးပေါ့နော်စာအုပ်လေးပါဟုတ်ကျေးဇူးများကြီးတင်ပါတယ်ရှင်ညီမရပါရှင်ဟုတ်ကဲ့ဟုတ်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ် time balance ကတက်ချင်တယ်ဆိုလို့ရှိရင်တော့ famous thai language center ကိုလာရောက်ဖို့မမေ့နဲ့နော်